ရွေးကောက်ပွဲပြီးပေါ်ပေါက်လာမယ့်အစိုးရတည်တည်အနေနဲ့ပျော်ပြောင်းညင်သာပြတ်သားဖို့လိုအပ်တယ်လို့တိုင်းလန်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှဩဂရာစိုင်းထေအောင်ကစီရင်တဲ့ဌာနကိုပြောပါတယ်။မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ17ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပမှာဖြစ်ပါတယ်။ အဲဒီနောက်ရွေးကောက်ပွဲအနိုင်ရရှိတဲ့ပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ပြီးတပ်မတော်ကကာကွယ်ရေးတာဝန်ကိုယ်တိုင်ယူမယ်လို့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားကြီးကော်မရှင်အခွတ်အဘိုလ်ချုပ်မူကြီးမေယောင်လန်ကပြောပါရယ်ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲအလွန်ပေါပေါလာမဲ့အစိုးရတည်တည့်ရက်ကိုနိုင်ငံအကျိုးအတွက်အများစွာမျှော်လင့်လို့ရနိုင်ကြောင်းပေါ်ထွန်းလာမဲ့အရသာအစိုးရကပြော်ပြောင်းညှင့်တာပြတ်သားဖို့လိုအပ်တယ်လို့တိုင်းလန်ချန်နီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီမှအခွတ်အဆိုင်ထေအောင်ကစေနာတဲ့နေထိုင်တာကိုပြောပါရယ်အဲ့တော့ GDP ကအများကြီးညွန်တင်လို့ရပါတယ်ဗျ။ဒါကြောင့်မို့လဲဆိုဒီအစီအစဉ်ဖက်ကို အကောင်းဆုံးဖြစ်အောင်တော့ဒီအစိုးရမှာတာဝန်ရှိတယ်။ဘာကြောင့်မို့သူ့တာဝန်ရှိတယ်လို့ပြောရတာကအခုကရွေးကောက်ပွဲအလွန်မှာပေါ်ပေါ်လာမယ်အစိုးရဆိုတော့ပြည်သူ့ရဲ့ရွေးချယ်တင်ပြမယ်ပြအစိုးရဖြစ်တယ်။ပြည်သူ့ရဲ့တာဝန်တွေကသူကအားကျမှတ်တဲ့ထောက်ဆောင်ရမယ်။ထောက်ဆောင်ရတဲ့အခါကျတော့လေကျွန်တော်နိုင်ငံနဲ့ပြည်သူကိုချစ်မြတ်မှုစိတ်နဲ့ထောက်ဆောင်ယူရတာပေါ့။အဲ့အစိုးရမှလည်းသူကျွန်မလဲဆိုတော့ဆိုတော့တည်ဆဲရမယ့်ခက်ခဲကြီးရောမှရှိပါတယ်။ဒီကြတဲ့ဒီဆောင်ရင်းအများကြီးလုပ်ရနိုင်မယ်။ ပြန်ပြန်နေတိဆောက်ရေးဆိုရုပ်ထုပိုင်းကစေဝထုပိုင်းကလုပ်ရမှာလေအဲ့ခါကျတော့ဒီအကျိုးရမှာဘာလိုအပ်တယ်ဆိုတော့ဒီကပြောက်ပြောင်းညင်တာရမယ်ပြောက်တော့ပြတ်သားရမယ်ဒါကိစ္စလုံးမဆိုလုံးမနိုင်ငံနဲ့ပြည်သူမျက်နှာကြည့်မှဒီကိစ္စပြတ်ချမလို့ဖြတ်ဖြတ်နိုင်တဲ့ကျေနော်တတိတဲ့ချီရမှာပေါ့နော်ဒီဖက်ပေါ်လာတဲ့အစိုးရဒါမှလာနိုင်ငံတက်ကိုတည်ငြိမ်ဦးစားမိကဖွင့်ပြီးတိကျရေးတည်ဆောက်နိုင်ငယ်လို့ကျွန်တော်အနေနဲ့ပြင်တာပေါ့ ရွေးကောက်ပွဲလုံးပေါ်ပေါက်လာမယ့်အရသာအစိုးရကအုပ်ချုပ်ရေးရန်စရာကိုအာဏာတက်ရောက်အောင်မဖော်ဆောင်နိုင်ပါကတပ်မတော်ကိုတဖန်ပြန်လဲအားကိုးရမယ့်အခြေအနေကိုရောက်ရှိနိုင်တယ်လို့နိုင်ငံရေးလေလာစောက်ကြီးသူတွေကထောက်ပြကြပါတယ်ရွေးကောက်ပွဲလုံးပေါ်ပေါက်လာမယ့်အစိုးရအနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံအကျက်သေးထက်ပုံမှုကျက်သေးတဲ့အခက်အခဲမျိုးရင်ဆိုင်လာရနိုင်ခြင်းမရှိနိုင်ဘူးလို့ဦးဆိုင်ထေးအောင်ကပြောပါတယ်။ဒီကခုတက်လာတဲ့အစိုးရဒီထက်ပိုကျက်သေးတဲ့အခြေအနေကတော့ကျွန်တော်မြင်ဆိုင်ရတော့ဘူးလို့ကျွန်တော်မြင်ပါတယ်ဗျ။ဘာကြောင့်မို့လဲဆိုတော့တစ်ဖက်မှာ NGO ကလည်းပြည်ပွဲနေနေရှိမှာ နောက်ပြီးတော့လည်းဒီနိုင်ငံကြီးကိုဟိုအပြင်စီးနဲ့ပြောင်းနေမှာပဲဆိုတော့ခံစားရတဲ့ PDF တွေရတယ်စိတ်ဓာတ်ကျနေကြပြီစိတ်ဓာတ်ကျနေကြပြီဆိုတော့ဒီသူကတော့ဒီဆက်ပုံမှန်ကြက်ပြီးတဲ့အခက်အခဲတွေတော့သူရင်ဆိုင်ရတော့မှဒီမှုပြည်သူတွေအနေနဲ့ရွေးကောက်ပွဲပြီးနောက်အစိုးရတည်တဲ့ရက်ကိုမျှော်လင့်ချက်ကြီးကြီးမားမားထားဖို့လုံးစွာခက်ခဲတယ်လို့ 7EO Alliance ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကစီရင်စင်းဌာနကိုပြောပါရယ်မျှော်လင့်ချက် ကြီးကြီးမားမားတော့ကျွန်တော်စိတ်တင်တော့အရန်ကို ခက်ခဲလိမ့်မယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုကျွန်တော်တို့လုံမဲ့ယူကောက်ပွဲကကျွန်တော်တို့နိုင်ငံရဲ့တခါမှမကြုံဘူးတဲ့ဒီတာမန်ချီနေမဟုတ်တဲ့နိုင်ငံကြီးအကြတဲ့အချီနေတခုအောင်မှကျင်းပတာဖြစ်တဲ့အတွေ့အကြုံလို့အဲ့ဒီကနေထွက်ပေါ်လာတဲ့ဒီအခင်းချင်းပဲပြောပြောဒါရလပဲပြောပြောကျွန်တော်တို့ခုနကပြောသလိုမျိုးပြည်သူလူထုတွေ လူလာတောင်းတနေတဲ့ခုနကကျွန်တော်တို့ညီချင်းကြီးတို့အစသည်ဖြင့်ပေါ့လေဒီမိုကရေစီကြီးတို့အဲနောက်ပြီးတော့ဖက်ဒရယ်ကြီးတို့စသည်ဖြင့်အဲ့ဒါတွေကို ရောက်သွားဖို့ကတော့တမဟုတ်ချင်း ဖြစ်လာမှာမဟုတ်ပါဘူးတမဟုတ်ချင်းမဖြစ်ပေါ်လာနိုင်ပြီးတန်အောင်တော့မှဒါကျွန်တော်တို့အနေနဲ့နိုင်ငံတကာတည်ရဲ့ပူပေါင်းတန်ဖိုးမှုနဲ့အဲ့လိုမျိုးလမ်းစားတွေပါတယ်တခုခုတော့ဒါ ဟိုမရှိမရှိမဲ့အခြေအနေကြမှာညွန်လင်းကျတော့ရှိတဲ့လူလည်းရှိပါတယ်ခင်ဗျမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲကနိုင်ငံရဲ့အလှည့်ပြောင်းကိုဖြစ်စေမှာဖြစ်ကြောင်းသို့တောင်ဝင်အရေးသုံးပါးကိုကာကွယ်စောင့်ရှောက်သူတွေကိုရွေးချယ်ကြဖို့လိုအပ်တယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းကပြောပါတယ်